နစ်မှာသိန်းပေါင်းချီတန်တဲ့အိမ်ကိုပြောင်းရွှေ့ခဲ့တဲ့မိကပြောင်းဒေါ်ရီတော်သမီးလေးဖြစ်သူဂင်းကမင်း22နှစ်ပြည့်မွေးနေ့ရက်မြတ်လေးမှာသိန်းပေါင်းတောင်းတဲ့ချီတန်ဖို့ရှိတဲ့အိမ်ကိုပြောင်းရွှေ့လာခဲ့တာကတော့တေယုဆောင်မင်းမီချောင်းလေးမိကပြောင်းပဲဖြစ်ပါတယ်။မင်းမီမိကပြောင်းကတချိန်ကအရင်နှစ်မှာကြာကြာခဲ့တဲ့တေယုဆောင်မင်းမီကလပ်ဖြစ်ပြီးတော့လက်ရှိမှာတော့စီးပွားရေးလုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်နေခဲ့ပါတယ်။သူမအနေနဲ့အရင်လေးစူးစမ်းပြီးတော့စီးပွားရေးအကွက်မြင်လာကြောင်းဆိုင်တွေဒီဇိုင်းတွေဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီးတော့ခုဆိုရင်မြန်မာနိုင်ငံနဲ့ပြည်မှာသူများရဲ့ဆိုင်တွေတော်တော်များများအောင်များပြနေခဲ့ပါပြီ။ စီဝိုင်းလုပ်ငန်းတွေကိုရိုင်းကိုကြောင့်ဒေသဆောင်ဥဆောင်လုတ်ကင်နေတဲ့တရုတ်ဆောင်မြေတမီမိကပြားကဆိုရင်စီဝိုင်းလုပ်ငန်းများဆောင်မအရင်အောင်မြင်တဲ့အတွက်တိမ်မောင်းတောင်းနေချီတံမွေရှိတဲ့အိမ်တစ်ကြီးကိုလည်းဆောက်လုပ်နိုင်ခဲ့ပါပြီ။အိမ်ကသုံးနှစ်တိုက်ကြီးဖြစ်ပြီးတကယ်ကိုခန်းထားတဲ့အပြင်စင်တွေနဲ့တေချာစွာတိဆောက်ထားခဲ့တာဖြစ်ပါရင်အချိန်6လဝန်းကျင်ပေးပြီးတော့တေချာစွာတိဆောက်ထားခဲ့တဲ့တမီးလေးရဲ့မွေးနေ့မှာအခုလိုမျိုးပြောင်းရွှေ့နိုင်ဖို့အတွက်စီစဉ်ထားခဲ့တာပါ။အိမ်တစ်ခုလုံးကိုတေချာပြင်ဆင်လို့မပြီးသေးပေမယ့်တမီးလေးရဲ့မွေးနေ့မှာအမှတ်တရအနေနဲ့ပြောင်းခဲ့တာဖြစ်ပြီး နောက်ထပ်ခန်းနာရီပြင်ဆင်မှုတွေကြီးကျယ်တဲ့နေကြီးတစ်ခုဖြစ်အောင်လေပြန်လည်ပြီးတော့ပြုပြင်သွားအောင်ပါပါ။ဒါအောင်သူမကိုယ်တိုင်တန်ရှင်းစွာနဲ့ရှာဖွေထားတဲ့ဝင်နဲ့ဆောင်းလုံးနိုင်ငံဖြစ်တဲ့အတွက်လက်ပြန်လုံးပြီးတော့အရန်ဂုံယူမိတယ်လို့မေကပြားကပြောလာပါတယ်။လူပညာလုပ်တဲ့လုံရင်တော့မှတလောက်ထိကိုပတ်စံစုနိုင်မှာမဟုတ်ဘဲကိုရန်ကျိုးစားရှာဖွေပြီးတော့စီးပွားရေးလုပ်ငန်းတွေလုပ်ကင်ခဲ့တဲ့အချိန်မှာတော့တထေးမာကြီးဖြစ်ကိုရောက်ရှိသွားခဲ့တာပါ။ဒီလိုမျိုးသမီးလေးရဲ့မွေးနေ့မှာတိမ်ပေါင်းတောင်းနေကြည့်တဲ့အိမ်အစ်စ်ကြီးကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီဖြစ်တဲ့မင်းသမီးမိခင်များကိုအားကြနေကြပြီလားရှင်။